ကော်ဖီစိန်ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုပြောပြပါမယ်။ပန်းကော်ဖီစိန်ကောင်းကျိုးများအာဟာရဓာတ်များကျွဲဝခြင်းပန်းကော်ဖီစိန်ဟာဗီတာမင် C ဗီတာမင် K ဖောလိပ်ပိုတက်ဆီယမ်နဲ့အမြင့်ဓာတ်တွေကျွဲဝစွာပါဝင်ပါတယ်။ကင်ဆာရောဂါကိုကာကွယ်ပေးခြင်းပန်းကော်ဖီစိန်မှာဆပ်ပိုယာဘိန်းလို့ခေါ်တဲ့ကြက်ပေါင်းတစ်မျိုးပါဝင်ပြီးကင်ဆာဆဲတွေကိုတိုက်ထုတ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။အထူးသဖြင့်ဦးမကြီးကင်ဆာအဆုတ်ကင်ဆာရင်သားကင်ဆာနဲ့စီးကျိတ်ကင်ဆာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်းပန်းကော်ဖီစိမ်းမှာပါဝင်တဲ့အမြင့်တက်ပိုတက်စီယမ်နဲ့အန်တီအောက်ဆီဒင့်တွေကသွေးဖိအားကိုလျှော့ချပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့နေစေပါတယ်။အမြင့်အာရုံကိုကောင်းမွန်စေခြင်းပန်းကော်ဖီစိမ်းမှာလူတင်နဲ့ဇီယာဇန်တင်းလို့ခေါ်တဲ့ကြက်ပေါင်းတွေပါဝင်ပြီးမျက်စိအတွင်းတိမ်နဲ့အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင့်အာရုံဆုံးရှုံးမှုတွေကိုကာကွယ်ပေးနိုင်ပါတယ်။ ုခန့်အားစနစ်ကိုမြင့်တင်ပေးခြင်းဘန်ကော့ဖီစိမ့်မှာဗီတာမင်စီကျွဲဝါစွာပါဝင်တာကြောင့်ကုခန့်အားစနစ်ကိုကောင်းမွန်စေပြီးယောဂါတွေကိုကာကွယ်ပေးပါတယ်။အစာချေစနစ်ကိုကောင်းမွန်စေခြင်းဘန်ကော့ဖီစိမ့်မှာအမြင့်တက်များစွာပါဝင်တာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းကျုပ်ခြင်းကိုတက်တာစေပါတယ်။အယိုးစစ်များကိုတမာစေခြင်းဘန်ကော့ဖီစိမ့်မှာဗီတာမင် K နဲ့ကယ်စီယမ်တွေပါဝင်တာကြောင့်အယိုးစစ်တွေကိုတမာစေပြီးအယိုးပိုယောဂါကိုကာကွယ်ပေးပါတယ်။စိုးကြိုးများ လေပိုခြင်းပန်းကော်ဖီစိမ်းမှာအမြင်တက်များစွာပါဝင်တာကြောင့်အချို့လူတွေမှာလေပိုခြင်းပိုက်အောင်ခြင်းနဲ့လေဒိုးလေအောင်ဖြစ်ခြင်းကိုခံစားရနိုင်ပါတယ်။တိုင်းရွာပြည်တနာရှိသူများအတွက်မသင့်တော်ခြင်းပန်းကော်ဖီစိမ်းမှာ white trojan လို့ခေါ်တဲ့ကြက်ပေါင်းတွေပါဝင်ပြီးတိုင်းရွာဟော်မုန်းထုတ်လုပ်မှုကိုအနှောင့်ယှက်ပေးနိုင်ပါတယ်။ဒါကြောင့်တိုင်းရွာပြည်တနာရှိသူတွေအနေနဲ့ပန်းကော်ဖီစိမ်းကိုအလွန်ကြုံစားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ဝေကျေးဆေးတောက်ရည်သူများအတွက်မသင့်တော်ခြင်း ဘန်ကော့ဖီစိမ်းမှာဗီတာမင် K ပါဝင်တာကြောင့်သွေးကြဲဆေးရဲ့အာနိသင်ကိုပြောင်းလဲစေနိုင်ပါတယ်။ဒါကြောင့်သွေးကြဲဆေးတောက်နေသူတွေအနေနဲ့ဘန်ကော့ဖီစိမ်းကိုစားသုံးမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။တမတဲ့ချင်းအချို့လူတွေမှာဘန်ကော့ဖီစိမ်းနဲ့တမတဲ့ချင်းဖြစ်နိုင်ပါတယ်။တမတဲ့တဲ့လက္ခဏာတွေအနေနဲ့အရေပြားရရင်ချင်းအင်ပြင်ထွက်ချင်းအသက်ရှူရခက်ခဲခြင်းနဲ့ရင်ဘတ်အောင်ခြင်းတို့ဖြစ်နိုင်ပါတယ်။စားသုံးသင့်သောပမာဏ ဘန်ကော့ဖီစင်းကိုတပတ်လျင်2ချိန်ကနေ3ချိန်စားသုံးပေးခြင်းဖြင့်အထက်ပါကောင်းကျိုးတွေကိုရရှိနိုင်ပါတယ်။ဒါပေမဲ့တနေ့လျင်အလွန်ကြုံစားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ချက်ပြုတ်နည်းများဘန်ကော့ဖီစင်းကိုပြုတ်စားခြင်းပေါင်းစားခြင်းကြောစားခြင်းနဲ့အစိမ့်တုပ်စားခြင်းတို့ပြုလုပ်နိုင်ပါတယ်။အာဟာရဓာတ်အများဆုံးရရှိဖို့အတွက်ဘန်ကော့ဖီစင်းကိုအလွန်ကြုံမချက်ပြုတ်သင့်ပါဘူး။အထူးသတိပြုရန်အထက်ပါဆိုးကျိုးတွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုရှိပါကဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှစားသုံးသင့်ပါတယ်။